အဲသူကသူအေးတယ်ပေါ့တော့မရဲ့အိကြပြီကသူအေးတယ်ပေါ့နော်သူဆရာတော်ဆိုတော့ပြောလို့ပဲသူကစာမွေးဖြေကိုဖြေနေရသူကသူဆရာတော်ပြောလို့စာကိုမှတ်မိအောင်ကြက်တယ်ပေါ့နော်မှတ်မိမှတ်မိပြီးရင်သူကပြန်တိတ်တိတ်မမေ့ဘူးနောက်တစ်ခါသူကသူများနားချိန်ဆိုရင်မနာဘူးဆရာသမားတကားနားထောင်တယ်လက်အုပ်ချီတာလုံးဝမချဘူးလက်အုပ်ချီလုံးဝမချဘူးဂရုကာရဝတရားအမြဲထားတယ်ပြန်ပြန်ကောင်းကဒီမှာရှိတယ်အခုဒီမှာသူတနိုင်ငံလုံး6ယောက်ထဲမှာ6ယောက်ထဲရွေးတဲ့ထဲမှာဒီကြောင်က1ယောက်ပါတာဟုတ် သရုတ်ဓာရဲ့ဒါပထမရောအဲ့တော့ဣကြသရုတ်ဓာရတဲ့ကြောင်းသားဆိုတာဣကြလူ၄ပါးလောက်ပဲအမတ်ကသိမ့်မကွာဘူးအဲ့ဒီဆရာတို့၆ောက်ယူတဲ့ခါကျဒီမှာသရုတ်ဓာရတဲ့ကလေးတမလေးကပထမနေရာနေအမတ်ပြည့်နေတယ်လားဣကြပြောအဲ့နေရာနေတက်တာမဟုတ်ဘူးနောက်ဆုံးကြမှာဣကြပြောအမတ်တွေထောင်တက်သွားတယ်အကုကုတို့ကံပေါ့အဲ့လိုဆရာတို့ကြောင်းပြိုင်ဆိုင်မှုသူတို့တခြားအကြောင်းတွေလို့သူ့အချင်းချင်းကိုပြိုင်ဆိုင်မှုကအပြင်းလာ ဗုဒ္ဓမမကဆရာတော်တို့ခေါ်ပါတယ်။ကျောင်းထဲကဗုဒ္ဓမမကမောဟပဒနာပြည့်ရတိစာသင်လိုက်ပါ။ဒီကျောင်းထဲတည်ထောင်ရတာတော့ဒီကလေးတွေကြောင့်ပါပဲ။ဆရာတော်လွန်ခဲ့သော15နှစ်လောက်ပါပေါ့နော်။ကလေးတွေဒီလိုရင်ကျစ်လေးမှာသင်ပေးတဲ့အခါအဲ့ကလေးလေးကအောင်မြင်သွားတယ်ပေါ့။အောင်မြင်တယ်ဆိုတော့ရင်ကျစ်လေးမှာသင်ရင်နေဟိုအပြင်ပတန်းချောင်းစာမုပ်ဝဲတွေအောင်ပြီးတော့အထက်တန်းပြသင်ချာဆရာမဖြစ်ပြီးတော့သူ့သူ့အတော်တွေကအမွေပေးတယ်ပေါ့။အမွေပေးတော့ဘုန်းကလည်းတာနာပြုချင်တာဆိုတော့သူ့အမွေရလို့ရှိရင်ဘုန်းဘုန်းကိုလှူချင်တယ်ဆိုပြီးတော့အဲ့ဒါ ဆရာတော်ကိုသူတို့အိမ်လေးရောင်းတာကိုလူတာပို့လူတာပေါ့ပေး20အပေး70ကိုလူတာ70ရက်လဲဈေးကြီးတဲ့ခါကျနေရာရှားပြီးတော့သူပြန်ပြီးလူတော့ဆရာတော်သူ့ကိုတဝက်ပေးပြီးတော့ဒီနေရာကိုပေး20နဲ့စပြီးတည်ထောင်တာចောင်းသားတွေကိုជីទុပြီးတော့ជីထောင်တာပါသူ့ကိုជីသူကတော့အပြတ်လူလာပါဆရာတော်ဘာပဲလုပ်လို့ရောင်းမယ်ရောင်းမယ်ငွေပဲတုံးတုံးဘာပဲတုံးတုံးဆရာတော်သူ့တောင်မှသူ့ဟိုစူးစမ်းမှုအောင်မြင်တဲ့ဟာလေးကိုရတာဆရာတော်ဒါကိုအလွယ်တုံးတာမလုပ်ရဘူးငါရအောင်တည်ထောင်မယ်ဆိုပြီးတော့ဒီចောင်းတိုက်လေးဖြစ်လာတာဒီကလေးကတော့ မိုက်ကြပြီးတော့ထူကြတဲ့လက္ခဏာရှိတယ်ပေါ့နော်ဆရာတော်တို့ဒါနှစ်တိုင်းနှစ်တိုင်းဆိုဆရာတော်တို့ကြောက်မှာသင်္သန်းသားကြောင်းသားတွေအများကြီးရှိတယ်အများကြီးရှိတဲ့ခါမှာဟိုတခါမှဆရာတော်တို့ပထမစုပေါ့နော်မြားကဒါပေမဲ့စံပြမောင်ပဲကုဒ္ဒဆောင်နဲ့ကျင်းပါတဲ့စံပြမောင်ပဲရန်ကုန်တိုင်းမှာပဲလောက်တာပေါ့နော်အဲ့ဒါတော့မတ်မီတန်စင်ဆိုပြီးမြမအတန်နဲ့လွှတ်နေပေါ့နော်ပထမရခဲ့ဘူးပါတယ်နောက်စံပြမောင်ပဲပွဲမှာပဲဒုတိယစုရခဲ့ဘူးဒါပေမဲ့ဒီကြောင်းတိုက်ကိုပထမဆုံးရတာတော့အမတ်ဣကြပြောဣကြပြောကတော့ ိုဆရာတော်ကုမာရမိုက်တို့လည်းအိမ်ကိုဆရာတော်လည်းအိမ်ကိုမရောက်ဘူးပါဘူးတို့အိမ်နဲ့တို့တင်တန်းသားလာအပ်တဲ့ခါကျတော့ဆရာတော်ဟိုမိဘကခွင့်ပြုရလားမိဘကသဘောတူရလားစာအဖလောက်နိုင်နိုင်နဲ့အဲ့လိုအပြင်းမှာစုတွေဘလောက်ရခဲ့ဘူးလဲအဲ့လိုတွေမြင်ပြီးတော့ဆရာတော်လက်ရေးစမ်းသပ်တာပေါ့ဆရာတော်တို့ရောက်လို့ရှိရင်ဆရာကာကြီးခါခွေကိုဆရာတော်စိတ်ကြိုက်ပေါ့နော်စိတ်ကြိုက်ကာကြီးခါခွေရေးရတယ်ပေါ့ဘယ်တန်းလာလားတက္ကသိုလ်ပဲလာလားဘယ်တန်းလာလားဒီဗုဒ္ဓဆာပေတင်ရင်တော့လက်ရေးမကောင်းလို့ရေးချက်မပြေဘူးဆိုတော့လက်ရေးကိုဆက်တင်ရတယ်ပေါ့ဆက်တော့သူဆရာတော်စိတ်ကြိုက်နိုင်ပြီးတော့တဖြည်းနဲ့ လူမိဘကိုဆရာတော်တို့ကန့်သွင်းခြင်းတယ်ပေါ့နော်ကန့်သွင်းခြင်းတဲ့ခါကျတော့အဲ့ဒီကန့်သွင်းအောင်မိဘခွင့်ပြုချက်မလားအစတော့ဆရာတော်တို့ကည9နာရီတိည9နာရီတိခေါ်လိုက်တာပေါ့နော်ခေါ်ပြီးတော့နောက်ပိုင်းကျတော့ကန့်သွင်းတဲ့သဘောနဲ့ညကြောက်ပါပဲသူတို့ဒီမှာဟုတ်ပါအဆောင်ရှိတယ်အဆောင်လေးမှာသူတို့အယောက်20ပေါ့နော်ကန့်သွင်းပြီးဆရာမဆရာမရှိအောင်လောက်နေနော်ကျောင်းသားဒီ15ယောက်လောက်နေပေါ့ကန့်သွင်းလိုက်ပေါ့အကုန်လုံးဖြည့်တာကတော့20ပေါ့တကယ်ကျောင်းဝင်တာကတော့ကန့်သွင်းတာတော့ ်၆၅လောက်နဲ့ကန်သွင်းပြီးတော့ည၁၀နိုင်မှအေးရတယ်မနေ့၄နိုင်ထားရတယ်ဟိုမနေ့၄နိုင်ကျော်ရင်ဖရာကိုအရင်ဆုံးတောက်တော်ရေကပ်ပြီးတော့ပဋ္ဌာန်းယူရတယ်မာသမယတို့ယူရတယ်ဘဂဝါတထောင်အဋိဌံတရားထိုင်ရတယ်ဘဂဝါတထောင်ထီအောင်အဋိဌံတရားထိုင်ထိုင်ပြီးလို့ရှိရင်ကျွန်တော်တို့တုဒ္ဒဆုံးနဲ့ပြိုင်ပွဲကပါဠိတော်တွေကိုဖရာကိုပူဇော်ရတယ်ပေါ့ပူဇော်ရတယ်ပါဠိပါဒမြပူဇော်ရတယ်အပူဇော်ပြီးတော့ရေဆရာတို့ဒီအင်းသားတွေပါတယ်ဆေးရတယ်အကုန်လုံးပေါ့နော်သူတို့ကုသိုလ်ကောင်းမှုဖြစ်အောင်အဲအဲ့ဒီလိုလုပ်ပေးရတယ်ပေါ့အလုပ်ပေးတဲ့ကဒီ ဣကြပြုကဘာနဲ့ဘာတခုကိုအောင်ကောင်းတာလဲဆိုတော့စာစစ်တဲ့ခါမှာလေးကျင်ကံမှာအဓိကတော့ဆရာတော်တော့လေးကျင်ကံကိုတအားပိုင်အောင်လုပ်တာအကြောင်းသားတယောက်ကိုဒီဘုရားပရမတော်ဖြေတော့မယ်ဆိုရင်အဲ့ပရမတော်ကိုဆရာတော်ဖြေခိုင်းတာပေါ့ဆရာဆရာမတွေနဲ့ဖြေခိုင်းလို့ရှင်ပြသန်းအမတ်ရအမတ်ပြည့်တဲ့ပါလာမပါရင်ငါဒီလာမပြနဲ့သွားပြန်ဖြေဟာဘုရားဘုံအမတ်များလို့မလို့ရှင်ဘူးအမတ်များတာကအောက်ကကြောင်းသားမတော်လို့ရတာလို့အမတ်ပြည့်မှတော်တယ်လို့ခေါ်တာလို့အဲ့နဲ့ဆရာတော်တို့အမတ်ပြည့်မရလို့ရှိရင် ចောင်းသားကိုနောက်တစ်ချိန်ပြန်ဖြေခိုင်းတယ်။ပြန်ဖြေလို့မှအမှတ်မရဘူးဆိုရင်ဆရာတော်နောက်တစ်ချိန်နောက်တစ်ချိန်မှမရဘူးဆိုရင်ဆရာမတွေဆရာတော်ထိုက်ထားလို့ခိုင်းတာ150လို့ခိုင်းတာ။ဆေးရပါလေ။ဆရာမတွေဟိုမှာနောက်မှာဆရာမတယောက်ရောက်တယ်နော်။အဲအဲထိုက်ထားလို့ရတယ်။ဆေးတောင်ထိုးယူရတယ်150လောက်လောက်ရတယ်တယောက်။အဲ့လိုမှနောက်ပိုင်းကျသူတို့တွေလို့လို့အစင်မပြင်းဆရာတော်ကိုယ်တိုင်လုပ်တယ်။ဆရာတော်နေဘူးចောင်းသားတွေအသုံးမချဘူးဆိုရင်သူတို့မရဘူးသူတို့မိဘတွေကမကြည့်ဘူးမှသူတို့ဆရာတော်ကိုယ်တိုင်နေဘူးမတ်တက်ရတယ်။အဲ့လောက်တောင်ဒီ ပြိုင်ပွဲအတွက်ကိုဒီစာပေအတွက်ကိုဆရာတော့ဟိုယူသွက်လဲယူသွက်တယ်ဒါကိုလည်းဖြစ်လဲဖြစ်စေချင်တယ်အဲဒါအိကြပြပါဘာလို့လဲဆိုတော့အဲ့ဒီမှာသံပွဲပြတဲ့ခါသူ့ရဲ့ထူးခြားချက်ကသူများလိုပါပဲချက်တာတော့ညံရေတော့သူကစာလုံးတစ်လုံးကို10ခေါက်တော့အနည်းဆုံးချက်တယ်10ခေါက်လောက်10ခေါက်လောက်အနည်းဆုံးချက်တယ်ဆရာတော့မှတ်မိတယ်ရအောင်နော်အဲ10ခေါက်လောက်ချက်ပြီးရင်ပြန်မမေ့ဘူးဒီမှာကြီးချက်ပြီးရင်ပြန်မမေ့ဘူးအဲ့တော့သူ့ကိုမေးလိုက်တယ်မိအိကြပြဆရာမတွေမေးလိုက်တယ်မင်းတို့ဘယ်နှမရတယ် ဘုံဘုံတမတ်ရော့တယ်အဲ့တမတ်ရော့တာဘာကြောင့်ရော့တာလဲတရားရှာနာရှာနာမင်းတို့မတွေ့လားမတွေ့ရင်ငါရှာမယ်ဆိုပြီးတော့ဆရာတော်လိုက်ပြီးမင်တန်နဲ့လိုက်ကွန်းတယ်ဟုတ်တယ်အဲ့တလုံးမယ်အဲ့တော့သူအစ်ကြောင်အမတ်ပြေးလားအစ်ကြောင်မဟုတ်ဘယ်သူအမတ်ပြေးလဲပြေးတဲ့လူကိုအမတ်အားနဲ့ချက်ကိုရှာတာမတွေ့တော့ဘူးဆိုမှဆရာတော်ကသဘောကျတယ်အဲ့တော့အစ်ကြောင်ကမပြေးဘူးဆိုရင် မပြေးဘူးပြောတယ်ပြေးတယ်ဆိုရင်ပြေးတယ်လုံးဝရှော့လို့မရအဲ့ဒီသူထူးခြားတဲ့တတိယတော့ရှိတယ်ပေါ့နော်နောက်တစ်ခါဆရာတော်တို့ဆရာတော်ဒီဥဒ္ဒဆုံရင်ကိုဝင်ဖြေခဲ့တာ၁၀စုနှစ်နေပါရှိပါပြီဒီနေ့မှသာပထမဆုံးရတယ်ပေါ့နော် ဲ့တော့တခြားတပည့်တွေနဲ့ဖြည့်တဲ့ခါမှာပထမဒီလိုရတဲ့အဆင့်ထိတော့မရှိခဲ့ဘူးမူလာတန်တိုင်းပထမနဲ့ဒီအခု10ရောက်ထဲဝင်လာတော့ဘွဲရခဲ့တာတို့အဲ့အဲ့လိုပဲရတယ်ပေါ့နော်ရေးပြေမှာတော့ဒုတိယအရဘာညာရခဲ့တယ်ပေါ့အဲ့တော့ဒီအကြူလက်ထက် မှာဆရာတော်ရခဲ့တယ်တော့လွန်မှန်တမ်းပီတီလက်ဖြစ်တယ်ပေါ့နောက်တစ်ခုကဆရာတော်တို့ကခက်ခဲတယ်ပေါ့နော်ဒီမှာရပြောရတယ်ဆိုဒီအကြူရလို့တာပေါ့နော်မရရင်ဆရာတော်တို့ကအလောင်းစားနေတော့ဆိုဖြစ်တယ်အလောင်းစားဆိုဟိုလိုအလောင်းစားမဟုတ်ပေါ့နော် ဆရတော်တင်တန်းကြောင့်ဒီအကြိုက်မမောင်းရဲ့နောက်နေ့ဒီနေရာမှာတက်မဲ့သူရှိမှာမဟုတ်ဘူးနှောင်းမကြီးဘာလို့မရှိမှာတော့ဆိုတာမကြီးဒီနေရာမှာမကြီးတို့သိတဲ့အတိုင်းပဲဘလောက်ခက်ခဲတယ်ဘလောက်ဟိုနေရာဒေသကိုမြင်နေမှတာအကုန်လုံးလမ်းရနဲ့ခက်ခဲတယ်ဆရတော်ကားလေးနဲ့လိုက်ကြောတယ်ပေါ့အဲ့ဒီကားလေးလိုက်တဲ့ကျတော့ဒီကားလေးကစုံနဲ့ခုဘော်ဒီယုံပို့ထားတယ်အရင်ကစတော့ကြာတယ်အဲ့ဒီကားလေးကစုံနေတဲ့ခါကျကားပြင်လိုက်တခါလေးစိတ်ကြီးညှိရလိုက်ဝါရှော့စရာလေးခွာလိုက်အာကိုတိုင်းပြေးပြီးတော့ဘိန်းနေမလိုက်အကုန်လုံးခက်ခဲမျိုးစုံနဲ့ဟိုသူ့ကိုတွန့်တင်ပေးတာပေါ့သူတို့အုပ်စုပေါ့ 6ယောက်အုပ်စုပေါ်တယ်မကြီးပြောမယ်ဆိုတယောက်တည်းမဟုတ်သရုတ်ထရခဲ့တာတယောက်အဲတော်တန်းဝင်ခဲ့တာတယောက်ဖွဲရခဲ့တာက9ယောက်အဲနောက်တစ်ခုကဖွဲများပဲနဲ့ဒီ6ယောက်ထဲတနိုင်ငံလုံးစကားတင်နေပါတာတယောက်အားလုံးပေါင်း9စုကြာတယ်ပေါ့ဒီအဲအဲ့လောက်ခက်ခဲတာအစ်ကြပြူကသူကပထမရသူပေါ်လွန်သွားတာပေါ့နော်ဒီမှာနောက်သရုတ်ထရရတဲ့ရကလေးလည်းပါနေတာဟုတ်အဲ့လိုထူးခြားတဲ့အခြေရှိပါတယ်မကြီးအဲသူကသူ့အေးတယ်ပေါ့မကြီးအစ်ကြပြူကသူ့အေးတယ်ပေါ့နော်ဆိုဆရာတော်ဆိုတော့ပြောလို့ပဲသူကစာမွေးဖြေကို ဖြေးနေရသူကသူဆရာတော်ပြောလို့စာကိုမှတ်မိအောင်ကြက်တယ်ပေါ့နော်မှတ်မိမှတ်မိပြီးရင် तू ပြန်တိတ်တိတ်မမေ့ဘူးနောက်တစ်ခါ तू ကသူများနားချိန်ဆိုရင်မနာဘူးဆရာသမားစကားနားထောင်နေလက်အုပ်ချီတာလုံးဝမချဘူးလက်အုပ်ချီလုံးဝမချဘူးဂရုကာရဝတရားအမြဲထားတယ်အဲ့သူမှဟိုနောက်တစ်ခါပေါ်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 လွန်လွန်မနေဘူးပေါ့ तू ကအေးပဲ तू အမေကဝစနှစ်ထဲပြင်းနှစ်စုံမဲ့ဝယူလို့ဟုတ်တယ်အဲ့ဒီအဖြူစိမ့်ဆရာတော်အဖြူစိမ့်ဝယ်မှာအဖြူစိမ့်ယူမွေးနေတယ်မွေးဖို့ဒါပဲအဲ့တော့ तू က စာကိုမှတ်မိအောင်ကျင်တယ်မှတ်မိပြီးတော့အဲ့စာကိုမမေ့အောင်အမြဲတမ်းလေ့ကျင့်နေတယ်သူများနားကျင်ဆိုလည်းမနာဘူးအဲနားပါဆိုလည်းမနာဘူးသူကစာမှစာပဲဟုတ်တယ်အဲ့ဒါဆရာတော်သူဟိုဟိုမှားလိုက်တယ်လေဒီ play of 3ဝင်တော့မယ်ဆိုတော့မိရဲ့မိသဘောပဲခမုန်းတော့ကတော့ဘယ်ဆင့်ကြောင့်အောင်ဖြေခဲ့လို့မပြောဘူးလို့ကိုသဘောနဲ့ကိုပဲကိုဆုံးဖြတ်ချက်နဲ့ကိုဆရာတော်တို့ကတင်ပေးတာပဲရှိတာဟိုစာမွေးဖြစ်တဲ့ခါကိုဆုံးဖြတ်နဲ့ကိုပဲ ိုဆုံးဖြတ်ခဲ့ပန်းရင်အထက်ရောက်မှာကိုဆုံးဖြတ်ချက်မှာခင် အောက်ရောက်မှာအဲ့တော့ဆရာတော်တို့ကဘလောက်ရောက်အောင်ဖြေခဲ့ပါဘလောက်တင်ချက်ခဲ့ပါလို့မပြောပါဘူးသူကတော့သူအေးနဲ့ဖြေသွားတာရှင်းလို့ရတော့ဗတ်တပည့်တွေဆရာတော်ပြန်ရိုက်တာဖုန်းတွေပါလက်တွေပါပြုတ်ကြတယ်လှုပ်ရှားတော့ဗတ်မကြီးကဒီဆရာတော်ကဒီပရိဟော့စတွေရကျင်မရရကျင်ရများရှင်ဆရာတော်အဲ့လောက်တောင်မထားဘူးဒီဝင်းသားရောက်ပဲဆရာတော် ထမရရင်ပထမမြရင်ငါသုဒ္ဓဆုံးလည်းပထမမြရင်မသေးသေးဘူးသုဒ္ဓဆုံးလည်းပထမရပြီးရင်တော့သေခြင်းသေးမှာအဲ့လိုတော့ကောင်းတော့ဖြာတော့ခံပြတပည့်တွေမေးကြည့်ပါအဲသူကနှစ်ယောက်တည်းရောက်ပြီးတော့ဒီဖြေတဲ့ဟာတွေကဒီမိုက်သိနေရတာကိုဖြေတဲ့ဟာတွေကမြောင်းဝါထုံနဲ့လိုက်လွန်ထားတာကိုအကုန်လုံးမြင်နေတကအော်ဖြာတော့အရင်ဆုံးသူကဝါစဖြေတယ်ပေါ့ဒီ6ယောက်ထဲမှာစဖြေတဲ့ကကျတော့ဒီစကားပြောဆောင်ရင်ပေါ့သူက9မိနစ်ကွက်တိခေါင်းစဉ်နဲ့ဏီတန်းနဲ့စာကုန်နဲ့အကုန်ကတ်အောင်ဖြေတဲ့ကအားလုံးနဲ့ဒါသူ့ တာတယ်ပေါ့ဒါလည်းဒါဆိုတဲ့အမကအဲဟုတ်တယ်ချီကျူတယ်ပေါ့နော်အဲ့တော့ဘယ်အားဖြစ်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  तू ကတောက်ခဏ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 ဖြစ်တယ်နောက်တစ်ခါတခုမှမာယုံခဲ့တာမရှိဘူးလေရေးလေရေးကြိုင်တော့လေရေးပါဠိသွားရေးလေရေးကြိုင်အဲ့ဒါလည်းဆရာတော်ဒီမှာယုံကြည်ပြီးသားယုံကြည်တာဒါလည်းရပြီအဲ့တော့နောက်ဆုံးနှစ်ယောက်တည်းကြံပြီးတော့တေးကြပြီးသား နောက်တစ်ပတ်ပြန်ပဲဖြစ်ရမယ်သေချာပြီအဲဆရာတော်ယုံကြည်လိုက်ပြီယုံကြည်ဖို့ပဲနဲ့ကိုကတခါမှဒီပထမမရဘူးတဲ့ခါကျနည်းနည်းတော့စွန့်ရင်စိတ်တော့ရှိတာပေါ့ယုံတော့ယုံကြည်တာပေါ့ဒီမှာအာပြောတာပေါ့ဒီမှာကြီးဘာပြောလဲဆရာတော်စသင်ပေါ်တော့တက်သွားတယ်သတိလက်လွတ်ပြီးတော့အဲ့လောက်ကြောင်နော်ကိုတပည့်ကိုအောင်မြင်လို့ပေါ့နော်အောင်မြင်ဒီ320ပါးတွေကိုဆရာတော်မမြင်သေးဘူးဝင်းနှားရသွားတယ်ကိုဆရာတော်သဘောကျတာပေါ့နော်ဆရာတော်ကဘာမှဒီတုဒ္ဒဆုံးနဲ့မအောင်မြင်ခဲ့လို့ဒီတုဒ္ဒဆုံးနဲ့ပြိုင်ပွဲနဲ့ပတ်သက်ဆရာတော်ကအမြဲတမ်းထွေးတွေတွေးတွေအများကြီးပြစ်ဆက်ခဲ့တာ အများကြီးအများကြီးတကယ်ကိုမျက်ရည်ကြားခဲ့တယ်အများကြီးဆရာတော်ကသူတို့အမှတ်တွေမပြေလို့ရှင်မိဘတွေပြောလို့သူတို့မရိုက်တော့ဘူးကိုကိုကိုပေတာနဲ့ရိုက်တာလက်တွေကိုတွေးတယ်ဒဏ်ရာတွေရှိသေးတယ်ခမကြီးဒီမှာအဲဆရာတော်ဒဏ်ရာတွေရှိသေးတယ်ဒီသူတို့သူတို့ကိုကိုကိုဆုံးမလာဟဲ့ဟဲ့ဟုတ်တယ်အဲ့လိုအလိုပဲပြောတာမင်းတို့အသုံးမကျလို့အခုလက်ဆရာတွေကိုပြေးတဲ့ခါမှာဒီမင်းတို့အတင်တဲ့တပည့်အသုံးမကျမင်းတို့အသုံးမကျမင်းတို့ပြစ်ဒဏ်ပေးမယ်တပည့်တွေကိုပြစ်ဒဏ်မပေးတော့တပည့်ပြစ်ဒဏ်ပေးလိုက်လို့ရှင်မိဘကတစ်ခုခုဖြစ်သွားလေမိဘမထားလို့ရှင်ဒီတပည့်တယောက်ဆုံးရှုံးအောင်မှာဆိုလို့အဲ့လိုတောင်ဆရာတော် ဒီတုဒ္ဒဆုံးလောင်အောင်မြင်သိချင်ပါတယ်။ဘယ်ပထမပြည်တာပါဒီမှာရေချက်ပြည်တာ။အဲဒီကျောင်းတက်ကလည်းဒီမှာသိတဲ့အတိုင်းဆရာတော်အခုကျောင်းတက်ကတော့မာတွေအကျောင်းတက်ကတော့တော့မရှိပါဘူးကြီးကြီးမားမား။အဲ့တော့တသိန်းလူနှစ်သိန်းလူအဲ့ဒီလူတွေဟာနေဆရာတော်ကာစီဘိုးတုံးပြတဲ့ကျောင်းညာနှစ်နှစ်ရှိပြီဒါလေးဆောက်နေတဲ့တိန်လေးမပြီးတော့ကြဘုံညာကလေးတွေတို့ရေတုံးပြတာ။အခဏနာပြောခံတယ်။အမှန်တော့ပြောတယ်ဆရာတော်ဒီတပြည့်တွေအတွက်ကိုအောင်မြင်ကိုအောင်မြင်မယ်။အောင်မြင်တဲ့တတိခင်ဗျားတို့ဒီကုံကြောင်ငွေတွေဆရာတော်ပြန်ပြီးခင်ဗျားတို့ဖြည့်သိပေးမယ်။အဲ့လိုတွေအောင်အာမခံချက်ပြောတယ်။ဒီတိမြဲရတာ မျက်ရည်ကြားလဲကြားအဲ့ဒီမှာလဲကြားတယ်ဆရာတို့ဒီမှာလှဲ့လဲတဲ့ခါမှာလဲကြားတာပေါ့နော်လှဲ့လဲကြကိုဆရာသမားတွေနေရာရောက်တဲ့ခါကျပို့ကြားတာပေါ့နော်ကိုဆရာသမားတွေတဲ့နေရာတော့ကိုဒီလုံနိုင်ခဲ့ပြီပေါ့ငါလုံနိုင်ခဲ့ပြီဆိုတော့ဆရာတို့ရဲ့ဆရာတွေကအင်းစိန်ရွာမှာဆရာတော်ကြီးနောက်ရှုပိတာပရိယတိဆရာတော်ကြီးနောက်အင်းစိန်ရွာမှာမာထေရဝိသတော်ပြမိုးကိုရတာပရိယတိစာသင်တိုင်းဆရာတော်နောက်ကိုမော်လမြိုင်ကတို့ရဲကြောင်းဆရာတော်နောက်ဆရာတော်တို့ကန္နဝင်ခန္ဓာယုံပေါ့တိတိကမကန္နယောဆရာတော်ဒါဆရာတော်ရဲ့ဆရာလေးပေါ့နော် ဲ့ဆရာတွေလည်းဆရာတော်ကိုအဲ့ဟုတ်တယ်ဆရာတော်အဲ့ကိုကိုလုံနိုင်တဲ့အပိုင်းလေးပေါ့နော်ဆရာတော်ကဒီသာသနာပြုလုပ်ငန်းမှာ၃မျိုးလောက်တာကိုအရင်နဲ့စာလဲချတယ်ပေါ့စာလဲချတော့ကိုရင်းဥစဉ်နေစာချတယ်နောက်တရားဟောတယ်ခုဒီနေ့ဆိုရင်မိုင်းတို့အင်တာဗျူးလာမှာဆိုဟိုဘက်ကိုလည်းဆရာတော်အကြောင်းဆရာသမားအကြောင်းဗရန်ဘက်မှာသူကမဟောပြဘူးဒီနေ့ဘုတ်နေဟောမှာဒီမှာလည်းယောဂီတွေရှိတယ်ဟောမှာအဲ့ဒါကိုလည်းဒီနေ့မဟောပါဘောနော်အဲ့ဒါဆိုတာယောအသက်ကြီးတဲ့လူတွေအတွက်ကိုဆရာတော်ကရိတ်တာတရားဟောပြတယ် အသက်ငယ်တဲ့ကလေးတွေတကဒီလိုဗုဒ္ဓအသည့်တွေဟောပေးတယ်ဥစဉ်နေကြတော့စာချပေးတယ်အဲအစားတော့တော့ဆရာတော်ကစားတော့ဒီလိုပဲပေါ့တောင်းကားတယောက်ကိုချက်ချင်းတော့ဆရာတော်ကအဲ့လိုမှတ်ချက်မပေးဘူးပေါ့နော်ချက်ချင်းမပေးချက်သူ့ရဲ့တပတ်ကြာနှစ်ပတ်ကြာသုံးတလလောက်ကြာမှဆရာတော်ကသူသူကဖြစ်နိုင်တယ်အဲဖြစ်နိုင်နေဆရာတော့အဲ့လိုတွေ့လိုက်တာပေါ့ဒါပေမဲ့ဆရာတော့ကြောက်မှသူနဲ့ပြိုင်ဘက်တည်းကပြိုင်ဘက်ကောင်းနေ6ယောက်လုံးကအမှတ်ကတိတ်မပွားဘူးအခုဒီကအစမ်းပြေးလိုက်ပြီဆိုရင်ဣကြပြူကတတိယနေရာရရရမယ်ဒုတိယနေရာကျန်တဲ့လူတွေပထမရရ ်အနောက်တခါဤကြာပြောပထမရမယ်နော်အဲ့လိုသူတို့တွေအဲ့လိုအဲ့လိုသွားတာအဲ့လိုသွားတော့လေးကျင်ကန်အများကြီးလောက်ရတယ်လေးကျင်ကန်လောက်တဲ့ခါမှာအများရန်ဟိုဤကြာပြောတော့ပထမနေရာတော့မရှိဘူးအဲ့သူကတားလိုက်ကိုယ်တည်းဒါပေမဲ့ပြိုင်ပဲကောင်းပေါ့ပြိုင်ပဲကောင်းကဒီမှာရှိတယ်အခုဒီမှာသူတနိုင်ငံလုံး6ယောက်ထဲမှာ6ယောက်ထဲရွေးတဲ့ထဲမှာဒီကြောင်က2ယောက်ပါတာဟုတ်သရုတ်ထရဲ့ဒါပထမရပေါ့အဲ့တော့ဤကြာသရုတ်ထရရတဲ့ကြောင်းသားဆိုတော့ဤကြာလူနေပါလောက်ပဲအမှတ်ကသိမ့်မကွာဘူးနောက်တစ်ခုက10ယောက်ရောက်တဲ့ထဲကလည်း အရင်သူ၁၀ရောက်ရောက်တဲ့ထဲမှာဒီကျောင်းပထမနေရာရောက်တဲ့အဲ့နေရာပြန်ပြုတ်ကျသွားတယ်နောက်ဆရာတော်တို့ပထမဆုံးရွေးချယ်တယ်ပေါ့နော်58ရောက်ရွေးချယ်တဲ့ခါမှာဒီကျောင်းကဒုတိယနေရာနဲ့တတိယနေရာတက်လာနောက်တစ်ခုကအဲ၈ရောက်မြောက်ရဲ့နောက်တစ်ခုက73ရောက်မြောက်ရဲ့နောက်ရန်ကုန်တိုင်းအတော်ဆုံးပထမဒုတိယနေရာတက်လာတက်တဲ့ခါကျတော့ဣကြာပြူကထရုတ်ဒနေရာပဲရှိတယ်တတိယနေရာကပြုတ်သွားတဲ့ကလေးမလေးအဲ့တော့မှနောက်တစ်ခါ58ရောက်ကို30ဖြည့်တဲ့ခါကျတော့ 30ဟဲ့ပြန်ထိုင်နေ30ပြည့်တဲ့ခါကျတော့အယောက်30 59ယောက်နဲ့အယောက်30ပြည့်တဲ့ခါကျတော့ဆရာတို့ကြောင်းတယောက်ပြုတ်သွားတယ်9ယောက်တက်သွားတယ်9ယောက်တက်တဲ့ခါမှာဘလို့တက်လာတယ်ကိုကလေးမလေးကဒုတိယအဲဒုတိယနေရာတက်တယ်ဤကြပြောအဲ့ဒီအဆင့်မရောက်ဘောနော်အဆင့်တော့တက်လာတယ်ဘောနော်အဆင့်တော့တက်လာတယ်ပေါ့အဲနောက်အဲ့ဒီကနေနောက်တစ်ခုနောက်တစ်ဆင့်တက်ပြည့်တဲ့10ယောက်ချွေးတဲ့ခါကျတော့10ယောက်ထဲကိုဖဖို့တို့ကြောင်းကဤကြပြမဟုတ်ဘူးကျန်တဲ့လေးပြင်းနှင်းဆိုတဲ့ကလေးမလေးကပထမနေရာတက်လာတယ်ဤကြပြောပထမနေရာမတက်ဘူး အဲ့တော့နောက်တကအဲ့ဒီဆရာတို့6ရောက်ယူတဲ့ခါကျဒီမှာသုဒ္ဓရရောက်တဲ့ကလေးတွေမှလေးပထမနေရာနေအမှတ်ပြနေတယ်လားဣကြပြောအဲ့နေရာနေတက်တာမဟုတ်နောက်ဆုံးကြမှာဣကြပြောအမှတ်တွေထောင်တက်သွားတယ်အခုကုလိုကံပေါ့အဲ့လိုဆရာတို့အကြောင်းပြန်ဆိုင်မှုသူတို့တခြားအကြောင်းတွေလို့သူ့အချင်းချင်းကိုပြန်ဆိုင်မှုအပြင်းတယ်